ကျွန်တော်တို့ band wallet music band မှာကျွန်တော်က vocal လေးပေါ့လိုရတဲ့တချို့ဆိုင်တွေကြတော့လဲ vocal ကြီးပဲသွားရတဲ့ဆိုင်တွေရှိတယ်တချို့ဆိုင်တွေကြတော့လဲဆိုတီးသွားရတာပေါ့ဒီရန်ကုန်တိုင်းမှာဆိုရင်တော့ covid ပြီးမှပေါ့အရင်နှစ်တွေနှစ်တွေတုန်းကတော့တခြားနေဆက်တွေတခြားမြို့တွေမှာပဲ entertainment လုပ်တာလေကြာပြီးတော့ဟုတ်အရင်ဆယ်စုနှစ်တွေကလေးကလုပ်ခဲ့တာရှိတယ်ဒါပေမဲ့အဲ့လိုပေါ့အချောမတက်အချောတက်မပြီးခဲ့တာကြောင့်လေအချောတက်မပြီးခဲ့တာကြောင့်မထွက်ဖြစ်ခဲ့တဲ့တခြင်းတွေများတယ်အဲဒီနေ့ထဲမှာ2025ထဲမှာတော့တခြင်း ိုယ်ပိုင်တရှင်းနေထွက်ဖို့ရှိတယ်။အဲကိုယ်တိုင်ရေးဆိုလဲပါတယ်။နောက်ဘော်ဒါတီးဆရာတွေရှိရပြန်ပြီးတော့ယူထားရတယ်ရှိတယ်။ဘယ်လိုပြောရမလဲ။အခုလက်ရှိအခြေအနေအထိကတော့သူများတရှင်းနေလည်းပဲကိုကရက်တည်နေရလေ။ကိုတရှင်းရတာမရှိသေးဘူးပေါ့။အဲဆိုတော့ဘယ်လိုပြောရမလဲ။ကိုတရှင်းတဲ့ကိုလောက်ရရင်တော့ပို့ပြီးတော့ကောင်းတာပေါ့။အဓိကကတော့ဆန်ရှင်တွေနဲ့ကျွန်တော်တို့ player အဖွဲ့တွေကျွန်တော်ဗန်အဖွဲ့တွေနဲ့အားမှာဆိုင်ရှင်တွေကလိုလိုလားလားရှိတဲ့ဆိုင်တွေကိုပို့ပြီးကျွန်တော်ကယူရတယ်။သိရမလားဆိုင်ကြီးတာငယ်တာတိတ် ကောင်းနေတိတ်မထားဘူးကျွန်တော်ကအချိုးဆိုင်နေကြတော့တိတ် respect မရှိဘူးဗျာပြည်မလားငါတို့ပတ်စံပေးငားတာပဲဆိုတော့အချိုးမျိုးတွေပေါ့အဲ့လိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့အခုကိုယ်တံမိုးထားကိုယ်အမှုပညာကိုလည်းလေးစားတဲ့ဆိုင်တွေဆိုပို့ပြီးတော့ဦးစားပေးပြီးတော့အဲ့လိုဆိုင်မျိုးတွေဦးစားပေးဝင်ဖြစ်တယ်ပေါ့ကျွန်တော်တို့စုံနေတဲ့ကျွန်တော်တို့ဒီတာဝန်ယူမှုတာဝန်ခံမှုလုပ်နေတဲ့အချိန်တည်းမှာကျွန်တော်ကရင်မတ်နေမယ်ဆိုတယ်ငါတို့ပတ်စံပေးထားတာပဲငါတို့ပတ်စံယူထားတာပဲငါတို့ခဏနေခဏနေရနေဆယ်နေထိုးရင်ငါတို့ပတ်စံရပြီငါတို့ပတ်စံယူပြီးပြန်မယ်ဆိုတော့ တရားမလားပြီးပြီးရောဆိုတော့အလုပ်တွေမလုပ်ဘူးနော် ောညီမနာမည်ကအမရာပါဟုတ်ညီမ main vocal အနေနဲ့ပါဝင်ထားပါတယ်ဟုတ်နနဲ့ကြော်လောက်ရှိပါပဲတိတ်တော့မကြသေးဘူးပေါ့နော်ဒါပေမဲ့ဟိုအားကောင်းအလုံးအကိုရဲ့ပံ့ပိုးမှုတွေ supporting နေကြအောင်ဒီလိုမျိုးအဲနနဲ့ကြော်ကိုကောင်းကောင်းမွန်မွန်နဲ့ရက်တီလာနိုင်ပါရဲ့အော်ကိုပိုင်တဆင်းကတော့ညီမလက်ရှိအဲတကြံတဆင်းလေးတစ်ပုတ်ထွက်ဖို့ရှိရယ်ပေါ့နော်အရှိမာတော့ညီမတဆင်းလေးနှစ်ပုတ်ထွက်ထားရှိပါရဲ့ဟုတ်အဲအရှိမာညီမအသေးကွဲတဆင်းလေးနှစ်ပုတ်ပေါ့နော်အသေးတော့တစ်ခါမှမကွဲဘူးပါဘူးဒါပေမဲ့အသေးကွဲတဆင်းကိုယ်တိုင်ရေးကိုယ်တိုင်ဆိုထားပါရဲ့အဲလေးနှစ်ပုတ်ထွက်ထားပါ အဲတစင်းနဲ့မဲကအနမ်းမဲအလွမ်းပေါ့နော်အနမ်းမဲအလွမ်းနဲ့နောက်တစ်ပုတ်ကဗာလဲတစံလူဆိုးလေးပေါ့နော်အခုတစံတစင်းရတော့တစံလူဆိုးလေးနောက်တစ်ပုတ်ကတော့အသေးကွဲတစင်းလေးတစ်ပုတ်ပေါ့ဒီကိုယ့်ရဲ့ memory လေးတစ်ခုအမှားကြံကျင်နေပေါ့နော်အဲ့တော့ပေါက်သေးမပေါက်သေးထက် YouTube ကိုကြည့်လိုက်လို့ရှင်ငါတစင်းဆိုပါရဲဆိုရယ် memory လေးတစ်ခုကြံကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှားအဲ့လိုတစင်းလေးတွေတော့လုတ်ဖြစ်ပါရဲအဲ့ပြီးတော့ကိုကိုရိုင်းလည်းအဲ့လိုမျိုးဂီတာတော့မတိတော့ဘူးပေါ့နော်ဒါပေမဲ့ဒီ music မှုရှိရဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့တစင်းလေးတော့ကောက်ကိုအဲ့လိုမျိုးရေးဖြစ်ပါရဲဟာ အဲဘယ်သင်းတွေအများဆုံးဆိုပြင်လဲဆိုတော့အမရာကျတော့မိမနည်းနည်းပေါ့နော်တိတ်မဆန်တဲ့နေရာမှာပါတယ်ပုံစံကြည့်ရင်တော့နည်းနည်းမိမဆန်တယ်ဒါပေမဲ့အဲ့လို rock bed သွားရအမရာပိုကြိုက်တယ်ပေါ့နော်အဲ့တော့ပြိတ္တများအများဆုံးသင်းမြူးလေးတွေဆိုပြတာများပါတယ်ဟာအာအောင်မြင်မိသားသင်းတွေပြန်ဆိုတဲ့အခါမှာအောင်မြင်မိသားအဆိုတော်တွေကိုလည်းဒီနေရာကနေပြီးတော့လေးစားပါတယ်အမရာတို့ကလည်းပြန်သင်းပြန်ဆိုရဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားရင်းမပါအောင်လဲပေါ့နော်စူးစမ်းပြီးတော့ဒီဆိုရတာပေါ့နော် အဲနှစ်ခုလုံးကိုတော့ဟိုကြိုက်ပါရဲအဲ့လိုမျိုးအရင်တစ်ခုတစ်ခုကိုအားတာဝရတော့မရှိပါဘူးဒီဘာလိုက်ကကြတော့ကိုယ့်ရဲ့အဲဝါသနာပါတာကိုလုတ်ပြီးတော့ပတ်စံရှာလို့ရတယ်ပေါ့နော်ဝင်ငွေတစ်ခုရတယ်စတူဒီယိုလိုက်ကတော့ပရိသတ်ကိုကိုယ့်ရဲ့လုံနိုင်စွမ်းနေချပြခွင့်ရတယ်ပေါ့ပရိသတ်ရဲ့အားပေးမှုရလာရင်တော့အဲကိုယ်ပိုင်သင်းလေးအများကြီးထွက်ပြီးတော့စတူဒီယိုမှာအများကြီးသင်းလေးတွင်ပြစ်မှာပါဒါကတော့ပရိသတ်အားပေးဖို့အများကြီးလိုတာပေါ့နော်အဲ့အတွက်လည်းအများကြီးကြိုးစားနေပါတယ်ဟုတ် အကိုကသားကြီးပါ အကိုဘန်ကတော့ခုဒီဘန်ကတော့ကိုလွန်ခဲ့တဲ့15နှစ်လောက်ကတကယ်ချင်းနဲ့ဖွဲ့ထားတဲ့ဘန်ပေါ့ wave lab ပေါ့အဲအကိုကကိုပြန်ပြီးတော့ဒီဘန်နဲ့ပြန်ပြီးတော့ခုစိုက်နေမှာပြန်ဒီနေရယ်လက်ရှိကိုလည်းဒီနေရတော့ဘေးတကာကိုရအောင်ဆိုလိကအကြပေါက်ခုလောတာကိုကဒီဇိုင်းမှာတော့သူ3ယောက်ပဲဒီတယ်အကီးဘောကတော့ကိုရောတခါကျရင်အဆင်ပြေ session ခေါ်နေတယ် drag ကိုပါကိုက20ရပါဟုတ်ကဲ့အနည်း20ကြော်ပြီပေါ့အစိတ်လောက်ရှိပြီ2 kW ပေါ့ စင်ဒီလေးလည်းစင်ဒီခေတ်တော့စင်ဒီတီးရတယ်ဒီအပလက်ရှိရနောက်ပရိုမိုးရှင်းရှိုးတွေအဲ့လိုတီးရပါတော့အခုညောင်းလင်းချင်းပင်လေပေါ့အဲ့ဒီ1 CD တော့ကိုမမိုက်ရတီးတီးရတာပေါ့နော်ဒီစာဟို CD ထွက်ခဲ့တာအဲ့ဒါကျန်လာရကကိုဆက်ရှင်တီးတယ်အဲ့လိုဟိုတိတ်မထွက်ပြတာလည်းရှိတယ်အပြင် entertainment line ကိုပို့လုပ်ခဲ့တာများတယ်အခွေအခွေတိတ်တိတ်မတီးဘူးပေါ့နော်အဲ့လိုအပြင်ရှိုးနဲ့ဒီအပြင်ပွဲတွေအဲ့လိုပဲနေပွဲတွေပါအဲ့အဲ့ဒါတွေနဲ့ပဲကိုတီးရများတယ်အမအမတော့ဘယ်လိုပြောမလဲအကိုတို့ကိကကတော့ music ကို ီလိုဒီနာနေမထည့်ဆိုရင်ဟို music ကိုတီးတန်လာပြီးတော့နားထောင်ရလို့ရှိတယ်ဆိုတော့အများစုပေါ့နော်ဒါပဲတီးတန်ကိုတို့ကဒီလိုအခုနောက်ပိုင်းကျတော့ဒီ music ထဲတခြားဟိုဟိုဟိုများလာတယ်ဟိုပြောရရင်ဒီကိုအသိအယောမရှိတော့တီးတဲ့လူတွေပေါ်လာတယ်ပေါ်လာဆိုတော့ဒါကတော့စာဝင်နေရဒီလိုပေါ်လာတော့အကူကဝမ်းလာတယ်ဘာလို့ဆိုဟိုလူငယ်တွေလည်းအကူခင်တော့ဒီလိုဆိုင်ဆိုင်တီးဖို့ဆိုရတယ်ရှားတယ်မလွယ်ဘူးဒီဘက်ကမှလူငယ်တွေအကူတီးနိုင်ခံနိုင်ကြတယ်နောက်ပြီးတော့လေးလာအားလည်းကောင်းတယ် အကိုအဲ့တော့အကိုစတီးရောဆိုဟိုဝါနလန်အဒီရဲ့တိုင်းမှာဒီခဲ့တာကိုကဒီရကောက်ကို85ကျပ်ပဲရှိသေးတယ်မမမမပြရမပေါ်သေးဘူးဘန်ကုန်းတို့ကမှ200တို့300တို့အဲ့တော့အဲ့ဒါဒီရကောအဲ့ဒီအဲ့မှာ drum ဒီပြတော့ဘဲနဲ့အဲ့ကီးဘုတ်တမဘွားနဲ့စနေနေ့စတော်လေးတော့ဒီပြလိုက်တာဒီ music ကိုတကယ်ပေါ့နော်တကယ်အကုန်လုံးတော့ကတကယ်ဒီ music တခုတူရပစ္စည်းတက်ဖို့တော့ကတော်တော်ကြီးကိုဇကုဇကယ်လုတ်ခဲ့ရတာဟိုနောက်ဆုံး look in line ခဲ့လည်းမရှိသေးဘူး ောင်းတော့လက်စင်စာအုပ်လေးတော့ကသာမိတူလေးတွဲရဖို့တော့အခုတို့တော်တော်ကြိုးစားခဲ့ရတယ်ဒီဘက်ခေတ်ကျတော့အရန်လွယ်သွားပြီဘာတိကျင်လဲဘာလို့ကျင်လဲခုလူငယ်တွေကတခုတော့ရှိတယ်ဒီဘက်ခေတ်လူငယ်တွေမပြောကြတာတခုတော့ရှိတယ်အရန်တော့လမ်းလမ်းအလွယ်မလိုက်စေချင်ဘူး music ကိုကိုကတီးရဆိုပေမဲ့တရှင်းရလို့တီးတာပဲဖြစ်ဖြစ်ဟဲ့လားနည်းနည်းထဲထဲဝင်ဒီ music ကတူရီယာမီဆိုတဲ့သူ့ရဲ့ဘောနော်ဟိုတန်ဖိုးတခုတော့လေးလာပြီးမှတီးနေကျင်လဲဟိုတီးရလို့တော့အများကြီးပဲတီးကြတာပဲအလိုဆင်းမှာတရှင်းရတီးကြတာပဲ အင်တာတိမဲဒီလိုအင်တာတိမဲတော့ပြင်ဆင်လာမရှိဘူးဒါပေမဲ့သူတို့ရဲ့သွားမဲ့အနာဂတ်ကယူသေးကိုဆက်သွားမှာလားဆက်သွားဆိုင်လောကမှာတီးပြီးတော့ဒီတိုင်းမဲ့သူတို့ဒီတဲ့မှာတီးလိုက်ခတ်လိုက်နဲ့အဲအလုံးသွားမှာလားဒီယူသေးကိုငါတော့တကယ်တကယ် professional တယောက်ဖြစ်တဲ့အထိသွားမှာလားဆိုတာအဲ့ဒါတော့ရှိတယ်ဒီဘက်ကမှာတော့ဟုတ်ရှိတဲ့လူရဲ့ရှိတယ်မရှိတဲ့လူကတော့ကလေးတွေတချို့ကလေးတွေအဲ့ဒါကိုတိတ်ချာလားမလဲဘူး ။အားမင်္ဂလာပါဗျာ။ရန်အောင်ဆိုးပါဗျာ။ကျွန်တော်ဘေးကြတာလို့ပါ။ကျွန်တော်ကတော့ဝေးတန်တဲ့တက်တွက်3နှစ်လောက်ပဲရှိုံး။အဲ့ဒါကတော့ကြာပြီဗျာ။ကျွန်တော်တို့သက်တမ်းရဆိုရင်တော်တော်ကြာပြီလို့ပြောရအောင်။ဟော record light ကတော့တော်တော်ကြီးကိုသွားခဲ့တဲ့ light တွေမို့လို့ပါ။ပြောရမယ်ဆိုရင်တော့မမပြီးဝယ်တော်များနေပြီဒီဥစ္စာကြတော့လေ။အာအရင်တုန်းကတော့ဘယ်နဲ့သွားတာလဲပြားတော့ပေါ့။နောက်ပိုင်းမှာတော့ session ကြောက်လဲသွားတော့များတယ်။သူခေစီစီကြောင်းတော့မှဒီဒီကောင်နေခေစားလာတဲ့အချိန်မှာကိုတွေလဲဒီပုံမှာစီးပွားရေးတစ်ခုအရာကိုကို့အနေနဲ့ရောပေးဆက်လို့ရအောင်နှစ်ခုပေါင်းလို့ကိုအလုံးလို့ရတယ်ပြင်ပြပါလား ကျွန်တော်တို့က base getter ဆိုတာကတော့သူက full band team မှာပဲကိုပါဝင်ရတာဆိုတော့ full band အရသာဦးပဲကိုကခန်းစားတတ်တယ်။သဘောတော့ရှိတာပေါ့။အဲ့တော့ဟို full band တော့အနှစ်သက်ဆုံးကြိုက်တာပေါ့ဗျာ။ပြောမှဆိုတော့အဲ့ဒီပေါ့။ဟာအတိတ်ကတော့ကျွန်တော်ရဲ့ဆရာသမားလို့ပြောရမယ်ဆိုရင်တော့ထိတ်ဆုံးတင်ခဲ့တာတော့ကျွန်တော်ဟိုးအရင်တော့တဝဲဦးတင်ရဆိုတာကျွန်တော်တို့ရန်ကုန်မှာရှိကြပြအတင်းနှန်းဆရာကြီးတယောက်အဆိုတော့ဟိုးချိုရဲ့အဖေပေါ့။သူရှိမှကျွန်တော်တင်ခဲ့တာပေါ့နောက်ပိုင်းတော့ဆန်ရက်ခေမုံချိုးတို့ပါလို့ကျွန်တော်တို့ဆက်ပြီးပြပြီးတော့ဒါကျွန်တော်ငယ်စဉ်ဘဝပေါ့ အတားတော့ကျွန်တော်မြင်သလောက်တော့ဒီကောင်ခေရေးစီးချောင်းလို့ဖြစ်နေတယ်ဗျာကျွန်တော်တို့ငယ်ငယ်တုန်းကတော့ amplet တွေတီးကြတယ်အဲ့တော့ကျွန်တော်တို့တီးတဲ့အချိန်မှာတော့ amplet တွေကဒီလို amplet မဟုတ်ဘူးဗျာကျွန်တော်တို့အင်္ဂလိပ်ချင်းတွေပဲတီးကြဆိုကြရတာကျွန်တော်ငယ်ငယ်တော့ဆိုတဲ့ကလေးတွေအကုန်လုံးအင်္ဂလိပ်ချင်းတွေပဲဆိုကြတယ်တီးရလူလည်းအင်္ဂလိပ်ချင်းတွေတီးပေးတယ်အဲ့ဒီ amplet လောကခဏရက်သွားတဲ့အချိန်မှာ one man လောကတစ်ခါဝင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အလုပ်တွေကိုတော့မပြီးရဲ့ကျွန်တော် record နေအဓိကထားပြီးတီးရတယ်ဒါပေမဲ့အဓိကထားပြီးတီးတယ်အဓိကကိုဒီ show ကြီးတွေတီးလို့ရမယ်ဒီလောက်တော့ကျွန်တော်တို့ဖြတ်သန်းခဲ့တာပေါ့ နောက်တစ်ခါဒီဘက်တစ်ခေတ်ပြန်ရောက်လာပြီးတော့ဒီ1 minute တဖြည်းဖြည်းပြန်ပျောက်လာလို့ဖြစ်သွားပြီးတော့ဒီ emblem ကတစ်ခါတကြောပြန်ဝင်လာပြန်ရောဗျာဒါတော့သူရေစီးချောင်းအတိုင်းပဲသွားနေတာဟာပဲကိုလက်ဒီပုံမှာလိုက်စီးမြောက်တဲ့ဘောပဲရှိတဲ့သဘောပေါ့လေကိုအကျယ်ပြန်ကြီးအကိုအကုန်လုံးလုံးယူလို့ရတာဟာမဟုတ်တော့ခါကျတော့သူ့သွားရေစီးချောင်းထဲမှာကိုစီးမြောက်တဲ့သဘောတော့ရှိတာပေါ့လေနာမည်ကနာမည်ရင်းဇင်းနိုင်အနုပညာနဲ့ သမူးရံပြုတ်နေတာကြားပေါက်ကြားပေါက်ဆိုဆိုတော့ကြားပေါက်မဟုတ်ဘူးနော်ဂေတာလေးရဲ့ကြားပေါက်အာတိတ်မကြားသေးပါဘူးဒါကျွန်တော်ကအခုကလူပညာတဝက်စီးပွားရေးလိုင်းတဝက်ဖြစ်နေတယ်အခုကဒီဘက်လူပညာဟောလည်းပြည့်ဝမလုံနိုင်သေးဘူးအပြင်စောင့်ရနေတဲ့အတွက်စီးပွားရေးကလုံနေရသေးတယ်အဲအားလေးရရှိနေတော့အဲအခုဒီလောကဒီဘာလောကစပြီးတော့ခေစားနေတဲ့အချိန်မှာပြန်တိပြေသွားတာဂေတာမတိရ၄-၅နေတော့နားရတာအခုမှဒီဘာတွေပြန်စမှာပြန်တိပြေတယ်ဆိုတော့ အကော်ရင်ကတော့အသိမသိကြပါဘူးတငယ်ရင်းအပေါင်းသင်းနဲ့ခင်းလို့မင်းလို့ဆိုတာပြပြတာပဲရှိတယ်တက်တက်ကြီးအဲ့လိုမျိုးဒီကုတ္တကဒီမသိပြဘူးပြောရရင်တော့အများကြီးပဲချုပ်ဆိုင်နေတော်တော်များများဖူးပန်တီးရတဲ့အနေထားကြီးကတော့ဘိုးအဆင်ပြေတာပေါ့တခါသေးလိုက် music မစုံမဲနဲ့လည်းတီးခဲ့ရဘူးရဲ့ music မစုံမဲနဲ့ဆိုတော့ဟိုကီးဘုံပါနေတယ်ခေတာနဲ့လည်းအဲ့လိုမျိုးအမျိုးမျိုးပေါ့နော်စောင်းစင်နဲ့မျိုးမျိုးဒုတိယမျိုးစုံနဲ့တီးခဲ့ဘူးတယ်အဆင်မပြေတာလည်းရှိတယ်အများကြီးပဲအဆင်ပြေတာလည်းတော်တော်များများရှိခဲ့ဘူးပါတယ်ပြောရရင်တော့ ဒီချိန်နဲ့မပြောင်းဘူးပြောရအများကြီးပဲစီးပွားရေးနဲ့ဘယ်လိုပြောရမလဲဆိုတော့လက်ရှိကတော့အိမ်အောင်ကျသွားတော့သူဒီအမှုပညာနဲ့ဒီကေတာလေးတာနဲ့အိမ်အောင်ကြီးအဆင်ပြေရောမဟုတ်ဘူးလေဒီတောက်သူတခုရှာဖို့မကြည့်နိုင်ဘူးခုခေတ်အနေနဲ့အားကြောင့်ဟိုလက်ကိုထက်တဲ့လုပ်ပညာနဲ့လည်းစီးပွားရေးလုပ်တယ်ဒီတစ်ဖက်မှာလည်းကိုဝါနာပါတဲ့အမှုပညာနဲ့လည်းတမိုးရောက်ပြီးတယ်အဲ့လိုပဲနှစ်ခုရှာရတော့လေလွယ်တော့မလွယ်လာဘူးပေါ့တနေကုန်တနေကလုံးလုပ်ညကြတော့လည်းဘာမှလုပ်စင်စင်တိရတယ်ဆိုတော့ ကြာရေရှည်ကိုကျမ်းမာရေလောက်ကိုကြီးဆက်ရတော့